ကျွန်တော်တို့အားလုံးဟာရန်သူနဲ့တိုက်ပွဲဝင်တဲ့အခါမှာအသက်အပူမပါတဲ့လူတွေအသက်ကိုဟိုပေးပြီးတော့မှတိုက်ပွဲဝင်တဲ့လူတွေဖြစ်တဲ့အခါမှာအပ်ဒလန်အာလေးစာအတိမှပြုတ်ဖို့အတွက်ဆိုလို့ရှိရမှာနော်အာအားလုံးဟာထိုက်တန်ကြတယ်လို့ကျွန်တော်အနေနဲ့ကတော့ယူဆပါတယ်ဆိုတော့ဟိုကျွန်တော်တို့အဖွဲ့အစည်းအာကြီးချင်းသေးချင်းဆိုတာထက်ပြန်လှန်လေးစာအတိမှပြုတ်ပြီးတော့မှသူ့ရဲ့လှုပ်ဆောင်မှုကိုအတိမှပြုတ်ပေးတာကပို့ပြီးတော့မှကျွန်တော်တို့ရဲ့စီးလုံးမှုကို အာပေါ်ဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်ပါတယ်။တော်လိုင်းရဲ့အဖွဲ့အစည်းတွေအားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုကအရာကြီးကြီးတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်လိုက်တဲ့အခါမှာဟိုကျွန်တော်တို့စစ်ကောင်စီဟာဘယ်လိုမျိုးကုကံနေပါစီပေါ့နော်။ခုနကကျွန်တော်ပြောခဲ့သလိုပဲအာလေရင်နဲ့ချိန်ပေါင်းတစ်ထောင်မကဘုံကျဲတယ် ဟိုကျွန်တော်တို့ကိုစစ်ကူအတွေကိုလည်းအမြောက်အများချတယ်ဒါပေမဲ့ဟိုကျွန်တော်တို့ရဲ့စီလုံးမှုအားကပဲဟိုဒီဟာကိုအနိုင်ယူပြီးတော့မှကျွန်တော်တို့အောင်ပွဲဆင်နိုင်ခဲ့တာဖြစ်တယ်ဆိုတော့ဟိုဒီကနေပြီးတော့မှကျွန်တော်တို့ကောင်းဆုံးပင်ခန်းစာတွေလည်းဖြစ်တယ်လို့နောက်နောက်များမှလည်းပို့ပြီးတော့မှရေရှည်မှတာကပို့ပြီးတော့ရှင်းသုံးရမယ့်အရာဖြစ်တယ်ထိမ့်သိမ်းရမယ့်ဟိုအရာတွေဖြစ်တယ်လို့အာမြင်ပါတယ်ဗျာဟုတ် မိဘပြည်သူများအလုံးမဲ့မင်္ဂလာပါရှင်။ Tagalatan Post ရဲ့ Youth and Women Affair Program မှာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ် interview အစီအစဉ်မှာတော့ Complex CDF ရဲ့စစ်ချုပ်ဖြစ်တဲ့ Slide အောင်လင်းကိုကျွန်တော်တို့ဖိတ်ခေါ်ထားတာဖြစ်ပါရရှင်။မင်္ဂလာပါစစ်ချုပ်ကြီး။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ်ကဲ့ပါ။အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Tagalatan Post ကိုအချိန်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါရရှင်။ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့အာမင်းမြန်ချင်းအစီအစဉ်ကိုတခါရဲဆက်သွားပါမယ်နော်ဆိုတော့ကျွန်တော်တို့အာဒါဆရာတို့အာ CDF complete ဟာ solution ဒါ complete မြို့နယ်ကိုဒါစစ်ကောင်စီလက်ထက်ကနေပြီးတော့မှလွတ်မြောက်အောင်တိုက်ယူနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိဒါချင်းပြည်နယ်အတွင်းမှာလည်းပဲဒါစကားဆာလက်ထက်ကနေပြီးတော့မှအသိမ့်ပိုက်ဖို့ကြံနေသေးတဲ့မြို့နယ်တွေလည်းအများကြီးပြင်ဆင်မှုတွေလည်းအာဒါတွေ့နေရတယ်ဆိုတဲ့ခါကျတော့ဒါ complete မြို့နယ်ကိုစစ်ကောင်စီလက်အောက်ကနေပြီးတော့မှလွတ်မြောက်အောင်တိုက်ယူခဲ့တဲ့ချုပ်တို့ ဲ့ဒါဒီအဲ့မြို့သိန်းတော့ကရရှိခဲ့တဲ့သင်္ကန်းစာလေးတွေကိုလည်းပဲဒါမျှဝေပေးပါအောင်ရှင့် ဟုတ်ကဲ့ပါအခုလိုပေါ့နော်ကျွန်တော်တို့ကိုမင်းမြန်ပေးတဲ့တက္ကလာတန်ဖို့စ်ကိုလည်းကျေးဇူးတင်ပါတယ်ဆိုတော့ဟိုကျွန်တော်တို့ကမ်ပလက်တမျိုးနယ်လုံးမှာဆိုလို့ရှိရင်ကျွန်တော်အားအားလုံးကလည်းတီဗီသားဖြစ်တဲ့အတိုင်းပေါ့နော်ဂျင်တွေးမှာတတ်ဆွဲထားတဲ့ဟာရှိတယ်ဒီအာကမ်ပလက်မျိုးတွေမှာတတ်ဆွဲတဲ့ဟာရှိတယ်ပေါ့နော်ဂျင်တွေးမျိုးကိုဆိုလို့ရှိရင်ကျွန်တော်တို့အာ2023ခုနှစ်ဒီဇင်ဘာလ22ရက်နေ့ကနေစပြီးတော့မှဒီအခြားမဟာမိတ်ဒီနယ်ပေါ့နော်စောရော့ဖက်က NUG ရဲ့အာ BDF ဘက်ဖွဲ့ဒီနယ်ကျွန်တော်တို့ပူးပေါင်းပြီးတော့မှဟိုစစ်စင်ရေးစားလုပ်ခဲ့ကြတယ် ဟိုဆက်လုပ်ပြီးတော့မှတောက်လျှောက်ကျွန်တော်တို့ဟိုတိုက်ပွဲတွေအချင်းချင်းဖြစ်တယ်ပေါ့နော်အချင်းချင်းဖြစ်ပြီးတော့မှစစ်ကောင်စီကလည်းကျွန်တော်တို့အဲ့ဒီဂျင်တွေးနဲ့ပတ်သက်ပြီးတော့မှ အာထူးထူးခြားခြားပေါ့နော်ကျွန်တော်တို့စီမှာဟို husky နဲ့ဒီလေရင်နဲ့ပေါ့နော်စစ်ကူလာချတာကလည်းဟို6ကြိမ်လောက်ရှိတယ်အပြင်းထန်ခုခံခဲ့တယ်ပေါ့နော်အာခုခံပေမဲ့ကျွန်တော်တို့ချင်းချင်းတောင်စစ်စင်ရင်းနေနဲ့စဝင်ပြီးတဲ့အချိန်ကနေစပြီးတော့မှာပေါ့နော်ကျွန်တော်တို့တန်နိုင်ဆုံးဟိုရနိုင်အောင်ကျွန်တော်တို့ထိုးစစ်စင်နဲ့ကျင်တွေးကိုကျွန်တော်တို့တိမ့်ပိုင်နိုင်ဖို့ချင်းချင်းတောင်ရဲ့ပထမဦးဆုံးအာဒီအနေနဲ့ကျွန်တော်တို့အာလုပ်တဲ့အခါမှာဒီမြို့စူးစမ်းပြီးတော့မှာမြို့ကိုတိမ့်နိုင်ဖို့အတွက် ဟိုကျွန်တော်တို့ရဲဘော်တွေရဲ့စိတ်အားတက်တမ်းမှုဘလောက်ထိပြင်းပြတယ်လဲဆိုတာအဲ့ဒီမှာပဲဟိုကျွန်တော်တို့ကျင်တွေးစစ်ဆင်ရေးမှာပထမဦးဆုံးဒါဟိုမြေဝါထင်ထင်မြင်ခဲ့ရတာဖြစ်ပါတယ်စစ်ကောင်စီကလည်းဒါကိုမြေဝါထင်ထင်တွေ့ခဲ့ရတာဖြစ်ပါတယ်ချင်းကြီးနောင်နဲ့အာချင်းကြီးနောင်ရဲ့မဟာမိတ်တွေရဲ့တိုက်ပွဲအတွင်းမှာပေါ့နော်ဟိုသူတို့ရဲ့တိုက်ပွဲအတွေ့အကြုံရှိခြင်းဟိုစစ်ပွဲအတွင်းမှာရိုးရိုးကျွန်တော်တိုက်ပွဲဝင်တဲ့အခြေအနေမျိုးတွေကိုစစ်ကောင်စီကကျင်တွေးမြို့သိမ်းစစ်ဆင်ရေးအတွင်းမှာပဲသူ့ရဲ့အင်အားကိုရာကြီးကနားလောက်ကြီးပေါ့နော်အင်အား၄၅၆၀၀အထိကိုမှဟို ူကစစ်ကိုပို့ပြီးတော့မှခုခံခဲ့ပေမဲ့လုံးဝနောက်ဆုံးတော့ ခုခနိုင်ခြင်းမရှိဘဲနဲ့သူတို့ဟိုစခန်းဆွံပြီးတော့မှအဲထွက်ပြေးရတယ်ပေါ့နော်ကျွန်တော်တို့စခန်းကိုသိမ်းနိုင်တဲ့ AB လ26ရက်နေ့မှာဟိုအားလုံးတိကျပြီးဖြစ်တဲ့အတိုင်း AB လ26ရက်နေ့မှာကျွန်တော်တို့ဂျင်တွေးမြို့ကိုသိမ်းနိုင်ခဲ့တယ်အဲအဲ့ဒီကနေနောက်ဆက်သွဲမှာပဲအားလုံးတိတဲ့အတိုင်းမတူတီစစ်စင်ရေးဒီလာတယ်အဲ့ဒီအဲတဆက်တဲမှာမင်းတပ်နဲ့အဲဒီမတူတီသိမ်းမြို့သိမ်းပြီးတဲ့နောက်မှာပေါ့နော်ချင်းကြီးနောင်အနေနဲ့မြို့သိမ်းပြီးတဲ့နောက်မှာအာမင်းတပ်မြို့သိမ်းစစ်စင်ရေးနဲ့ဖလားမြို့သိမ်းစစ်စင်ရေးကိုတဆက်ထဲလာတယ်အဲဒီလိုလာရင်းကနေပဲအာမင်းတပ်မြို့သိမ်းနဲ့ဖလား မြို့သိန်းစစ်စင်ရေးมาပေါ့เนาะဟိုကျွန်တော်တို့တပြိုင်နဲ့တည်းပေါ့เนาะအာဒီစစ်စင်ရေးလုံထိုင်ဖို့အတွက်ကိုဟိုအများကြီးစူးစမ်းထားကြပေမဲ့တကယ်လက်တွေ့မှာတော့အခြေအနေကအရန်ကြီးမပေးဘူးပေါ့เนาะအခြေအနေမပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကရန်သူစခန်းကိုအနည်းဆုံးဟိုချင်းကပ်ပြီးတော့မှကျွန်တော်တို့လုံးဝအပြင်မထွက်နိုင်အောင်ဟိုချင်းကပ်ထားတဲ့အခါမှာရန်သူကဟိုဒါဒီဇင်ဘာ24ရက်နေ့မှာမင်းသားမျိုးကိုတင်လိုက်တဲ့အခါမှာ အာဒီဇင်ဘာ20နေ့မှာပဲကမ်ပလက်ကိုမြို့ကိုစွန့်ခွာပြီးတော့မှရန်သူကဆုတ်သွားတယ်ပေါ့နော်ဒီမှာကလေးကကဟိုချင်းညင်အောင်ရဲဘော်ရီရဲ့တိုက်ပွဲသွန်းမှာပေါ့နော်ဟိုစွန့်ဆောင်ရီဟိုကျွန်တော်တို့နောက်ထပ်သူတို့အနေနဲ့ဘလို့မှမကုခံနိုင်ဘူးဆိုတာဒီမင်းတပ်မြို့ကြီးကျွန်တော်တို့မတူပီပြိုဟာကုန်းလိုမျိုးရှိတဲ့မတူပီမြို့ကိုသိမ်းပိုက်နိုင်တယ်အာမင်းတပ်လိုမျိုး အာတကယ်ကိုစစ်ပြူဟာမူကြီးကဥဆောင်တဲ့နေရာတွေပေါ့နော်ဟိုဒါကိုအိမ့်ပိုက်နိုင်တဲ့ဖလားမလို့နေရာမျိုးတွေကိုထိုးပေါက်သွားတဲ့အခါမှာဒီ complete လို့နေရာမှာသူတို့အနေနဲ့ခုခံပြီးတော့မှဆက်ပြီးတော့ခုခံနေတယ်ဆိုလို့ရှိရင်သူတို့ကကိုယ်တည်သွန်းကိုတူးတယ်ဆိုတာသူတို့တဘောပေါက်လာတယ်ပေါ့နော်တဘောပေါက်လာတဲ့အခါမှာသူတို့အာနောက်ဆုတ်သွားတာဟိုဒီစကန်းစွန့်ခွာပြီးတော့မှဟိုသွားတာတွေ့ရတယ်ဆိုတော့ဟိုကျွန်တော်တို့ဒီနေရာကနေဟိုအတိကရန်သူကဘယ်လိုမျိုးပုံစံနဲ့ အလုံးလုံးတလဲဆိုတဲ့ဟာပေါ့နော်ဟိုကျွန်တော်တို့ကအများကြီးတင်ယူရတာလည်းရှိပါတယ်ဆိုတော့ဟိုဂျင်တွေးဆစ်စင်ရေးမှာတော်လကောင်းအမတူဘီဆစ်စင်ရေးမှာတော်လကောင်းမင်တာနက်ဆစ်စင်မှာတော်လကောင်းကမ်ပလက်မျိုးနဲ့ဆိုလို့ရှိရမှာနော်လူဦးရေအဖြစ်လည်းဟိုနဲတယ်ပြီးတော့မှအာနောက်တစ်ခုကအဲ့ဒီအတော်တုံးမှာပဲစီလုံးမှုအဖြစ်ကလည်းအရန်အားနေပြီးတော့မှစီလုံးမှုလည်းမရှိဘူးပေါ့နော်ဒီလိုအခြေအနေမျိုးမှာပဲဟိုကျွန်တော်တို့ကမြို့ကနေပြီးတော့မှရန်သူစွန့်ခွာအောင်ပေါ့နော်ရန်သူက ဟိုမြို့ကိုစွန့်ခွာသွားအောင်တန်နိုင်ဆုံးချင်းကပ်ပြီးတော့မှကျွန်တော်တို့ဖိအားပေးနိုင်ခဲ့တယ်တစ်ဖက်ကနေပေါ့နော်ကျွန်တော်တို့ကစီမဟာပြူဟာကြကြလှုပ်ရှားလာတဲ့အခါမှာဟိုဒါကိုဟိုကျွန်တော်တို့အကောင်းဆုံးအသုံးချနိုင်ခဲ့တဲ့အနေအထားမှာရှိပါတယ်ဆိုတော့ဟို complete မျိုးကိုကျွန်တော်တို့အာတင်ပိုက်နိုင်ခြင်းအားဖြင့်ချင်းညီနောင်ရဲ့အောင်မြင်မှုတစ်ခုလည်းဖြစ်တယ်2021ညဦးဒေါ်လာရေးမှာပေါ်ပေါက်လာတဲ့ဒေါ်လာရေးအဖွဲ့အစည်းတွေကနေပေါ့နော်ဒီလိုမျိုးအောင်မြင်မှုတွေဟိုရနိုင်တဲ့အဖွဲ့အစည်းတွေချင်းညီနောင်ရဲ့အောင်မြင်မှုကလည်းဒီလိုမျိုး ဒေါ်လာရေးအဖွဲ့အစည်းအတီးတီးရဲ့အောင်မြင်မှုနဲ့အားလုံးဟာအတူတူပဲဖြစ်ပါတယ်ဆိုတော့ဟိုဒီအရာပေါ်မှာကျွန်တော်တို့အနေနဲ့ကတော့ဟိုအများကြီးဟိုစိန်ခေါ်မှုတွေရှိခဲ့တယ်ကျင်တွေးဆစ်စင်ရေးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာတနိုင်ငံလုံးဟိုအတိုင်းအတာနဲ့နိုင်ငံရဲ့ပန်နာငွေကိုတုံးဆွဲပြီးတော့မှအမင်းအောင်လှိုင်ဦးဆောင်တယ်ပေါ့နော်ချမ်ပီယံစစ်တပ်ကိုဟိုကျွန်တော်တို့တိုက်ခိုက်ရတဲ့အခါမှာဟိုကျွန်တော်တို့အတွက်အရန်ကိုအခက်အခဲရှိပါတယ်ဒီလိုအခက်အခဲတွေမှာနောက်တစ်ဖက်ကနေ ေပါလဲဆိုလို့ရှိရင်ကျွန်တော်တို့အာဖွဲ့စည်းပုံပေါ့နော်တပ်ပိုင်းဆိုင်ရာတိစောက်မှုဘိုင်းမှာအရန်အရေးကြီးတာတွေ့ရပါတယ်တပ်ပိုင်းဆိုင်ရာကိုစနစ်တကျတိစောက်နိုင်မှုအပေါ်မှာလည်း ဟိုဒါကိုဟိုကျွန်တော်တို့ဟိုစနစ်တကျတည်ဆောက်နိုင်ပြီးတော့မှအလုံးလုံးနိုင်မှုအပေါ်မှာကျွန်တော်တို့အောင်မြင်မှုတွေကသူ့ဟာနဲ့သူရောက်လာတာဖြစ်ပါတယ်ဆိုတော့ဟိုဒီလိုမျိုးတည်ဆောက်မှုပိုင်းကလည်းအရေးကြီးကြီးတာတွေ့ရပါတယ်နောက်ဆုံးချက်နဲ့ကတော့ကျွန်တော်တို့ကဒီပူပေါင်းဆောင်ရွက်မှုပေါ့နော်ပူပေါင်းဆောင်ရွက်မှုကအရန်ဟိုဟာဖြစ်ပါတယ်မဟာမိတ်ကဟိုအရေးကြီးတယ်ဆိုလိုပဲနော်တော်လိုင်းရဲ့အဖွဲ့အစည်းတွေအားလုံးရဲ့ပူပေါင်းဆောင်ရွက်မှုကအရေးကြီးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပူပေါင်းဆောင်ရွက်လိုက်တဲ့အခါမှာ ဟိုကျွန်တော်တို့ရှေ့ကောင်စီအားဘယ်လိုမျိုးကုကံနေပါစီပေါ့နော်ခုနကကျွန်တော်ပြောခဲ့သလိုပဲအာလေရင်နဲ့ချိန်ပေါင်းတစ်ထောင်မှာကဘုံကျဲတယ် ဟိုကျွန်တော်တို့ကိုစစ်ကူအတွေကိုလည်းအမြောက်အများချတယ်ဒါပေမဲ့ဟိုကျွန်တော်တို့ရဲ့စီလုံးမှုအားကပဲဟိုဒီဟာကိုအနိုင်ယူပြီးတော့မှကျွန်တော်တို့အောင်ပွဲဆင်နိုင်ခဲ့တာဖြစ်တယ်ဆိုတာပေါ့နော်ဆိုတော့ဟိုဒီကနေပြီးတော့မှကျွန်တော်တို့အကောင်းဆုံးပင်ခန်းစာတွေလည်းဖြစ်တယ်လို့နောက်နောက်များမှလည်းပို့ပြီးတော့မှရေရှည်မာတာကပို့ပြီးတော့ရှင်သုံးရမယ့်အရာဖြစ်တယ်ထိမ့်သိမ့်ရမယ့်ဟိုအရာတွေဖြစ်တယ်လို့မြင်ပါတယ်ဗျာဟုတ်ဟုတ်ကဲ့ပါဆိုတော့ခုနကဒါစေဦးစီချုပ်ပြောသွားတယ်လို့မျိုး complete မျိုး နဲ့ဒါစစ်ကောင်စီလက်ထက်ကနေပြီးတော့မှဟိုရယူခြင်းမှာကဏပေါင်းဆောင်အင်မတမအရေးကြီးတာကိုဒါကြားသိရတယ်ဆိုတော့အခုနပြောသလိုပဲဒီအော်ဒီတော်လှန်ရေးမှာဆိုလို့ရှိရင်ကဏပေါင်းဆောင်ကနေပြီးတော့မှလှုပ်ရှားနေကြတာမျိုးဖြစ်တယ်ဟိုထုံနီးလကောက်မဲ့အာဒါလူငယ်တွေရဲ့ဥဆောင်ပါဝင်မှုကအဓိကအခေယာကျနေတယ်ပေါ့နော်ဟိုတစက်ထဲမှာလဲဒါအမျိုးသမီးတွေရဲ့ပူပေါင်းပါဝင်မှုကလည်းအင်မတမအရေးကြီးတဲ့ကဏမှာပါဝင်နေတာကိုတွေ့ရတယ်ဆိုတော့ဒီတော်လှန်ရေးမှာစစ်ဦးစီး ုပ်ရဲ့ဟိုအတွေ့အကြုံအရတော့လကောင်းဒီအမျိုးသမီးတွေနဲ့လူငယ်တွေရဲ့ပူးပေါင်းပါဝင်မှုကဘယ်လောက်ထိအရေးပါတယ်တော်လှန်ရေးအတွက်ဘယ်လောက်အထောက်အကူပြုတယ်ဆိုတာလေးလည်းဟိုပြောကြပြပအောင်ရှင့်ဟုတ်ကဲ့ပါဟိုကျွန်တော်တို့မှာတော့ဗောနော်ဟိုကျွန်တော်တို့မှာဆိုလို့ရှိရင်တော့တော်လိုင်းရေးမှာကလူငယ်တွေဗောနော်တော်လိုင်းရေးကိုအတိအကျလုပ်တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုကဏ္ဍပေါင်းစုံကနေဟိုအများကြီးလိုအပ်တာဖြစ်ပါတယ် ဆိုတော့အခုနပြောခဲ့သလိုပဲမေးခွန်းမှာမေးခဲ့သလိုပဲပေါ့နော်အမျိုးသမီးတွေနဲ့လူငယ်တွေရဲ့အခန်းကဏ္ဍမှာဆိုလို့ရှိရင်လက်ရှိမှာကျွန်တော်တို့မှာတိုက်ပွဲဝင်နေတဲ့နေရာမှာဆိုလို့ရှိရင်ဟိုလူငယ်တွေပဲအတိကရှေ့တန်းကိုသွားပြီးတော့တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်အဲအဲ့လိုပဲဟိုတကယ်တမ်းနောက်တန်းမှာအလုပ်လုပ်နေရတဲ့ဒီဟိုဒီလိုမျိုးကျွန်တော်တို့ရဲ့ဒေတာသွုံးမှာပေါ့နော်ခြားလုံကားနေမှာဒေတာပြည်သူလူထုပေါ့နော်ပြည်သူလူထုနဲ့ဆိုင်တဲ့ အာစီယုံရေးလုပ်ငန်းနေအခြားဒီဒေတာလူမှုဖွံ့ဖြိုးရေးလုပ်ငန်းနေမှာဆိုလို့ရှိရင်အမျိုးသမီးတွေရဲ့ဟိုအခမ်းအနားကဏ္ဍကလည်းအရေးကြီးကြီးတာတွေ့ရပါတယ်ဆိုတော့ဒါဟိုလက်ရှိဒါတော်လှန်ရေးဟာဆိုလို့ရှိရင်၄နှစ်ကျော်၅နှစ်တာကာလမှာဟိုရောက်ရှိလာပြီဖြစ်တယ်ဆိုတော့လက်ရှိမျိုးတော်လှန်ရေးကြီးရဲ့အနာဂတ်လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့စေဥစည်းချုပ်အနေနဲ့ဘယ်လိုမျိုးဟိုမြင်ပါသလဲဒီကံပလက်လူမျိုးလွမြောက်နေမြေတစ်ခုကနေကြီးတဲ့အခါမှာဒီတော်လှန်ရေးကြီးအောင်မြင်ဖို့အတွက်ဘယ်အရာကအဆုံးဖြတ်ပေးနိုင်ဆုံးအချက်ဖြစ်မယ်လို့ယုံကြည်ထားပါလဲရှင် ကဲ့ကျွန်တော်ခုနကတော့မေးခွန်းပါလဲဖြေခဲ့တယ်လို့ပေါ့မျိုးပေါ့နော်ကျွန်တော်တို့ကလွတ်မြောက်အနေမြေဖြစ်ချင်းအမဖြစ်ချင်းထက်ပေါ့နော်ကျွန်တော်တို့ရဲ့လက်ရှိအရေးကြီးဆုံးအရာကတော့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့အာစီလုံးမှုနဲ့ပူပေါင်းဆောင်ရွက်မှုကအရေးကြီးကြီးတယ်လို့မြင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ complete ကနေပြီးတော့မှကြည့်မယ်ဆိုလို့ရှိရမှာနော်ကျွန်တော်တို့ရဲ့ data အတွင်းမှာစီလုံးမှုဟိုကျွန်တော်တို့ရဲ့ဟိုနေရာအတွင်းမှာစီလုံးမှုအချုပ်ရန်တရားတိစောက်မှုအပိုင်းနေမှာပြီးတော့မှ ဟိုပြည်သူလူထုနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အဝန်ဆောင်မှုပေးတဲ့အပိုင်းနေပေါ့နော်ဟိုကျွန်တော်တို့ပြည်ပြည်ဝဝဝန်ဆောင်မှုမပေးနိုင်ရင်တော့ပေးနိုင်တဲ့အတိုင်းအတာတစ်ခုကိုတော့ကျွန်တော်တို့ကဟိုပေးဖို့လိုအပ်တဲ့အခြေအနေမျိုးမှာရှိပါတယ်ဒါကလည်းဟိုတော်လှန်ရေးရဲ့တစိတ်တစ်ပိုင်းဖြစ်ပါတယ်ကျွန်တော်တို့ကဟိုပြည်သူလူထုကိုဝန်ဆောင်မှုပါဝန်ဆောင်မှုမှမပေးဘူးဆိုလို့ရှိရင်ဒါကလည်းဟိုတကယ်တမ်းပြည်သူလူထုကသာလေဒီတော်လှန်ရေးကိုအဓိကဥဆောင်နေတာ ဟိုပြည်သူတွေဖြစ်တယ်ဆိုတဲ့ဟာပေါ့နော်ပြည်သူတွေဖြစ်နေတဲ့အခါမှာပြည်သူလူထုဟာဟိုတော်လှန်ရေးကိုအတိကဥဆောင်နေတဲ့အာအားကောင်းကောင်းနဲ့တကယ်ကိုရှေ့တန်းကရဲဘော်တွေပေါ့နော်အရွေးတစ်ခုရောက်နိုင်ဖို့အတွက်ကိုဥဆောင်ပေးနေတဲ့ပြည်သူတွေကိုကျွန်တော်တို့ကတစ်ဖက်ကနေပြီးတော့မှဒါတွေကိုလှုပ်ဆောင်ပေးဖို့လိုပါတယ်အဲအဲ့လိုပဲဟိုဒီလိုမျိုးတစ်ဖက်ကနေလှုပ်ဆောင်ပေးတယ်လို့ပဲနောက်တစ်ဖက်ကနေကျွန်တော်တို့တော်လှန်ရေးလုပ်နေတဲ့ဒေသတွန်းကအဖွဲ့အစည်းတွေတော်လကောင်းတနင်္ဂနွေလုံးအတိုင်းတာနဲ့ဟိုရှိနေတဲ့အဖွဲ့အစည်းတွေအားလုံးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကပူပေါင်းမှုတစ်ခုအနေနဲ့အားလုံး ဟိုအတူတကွသွားနိုင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့တေအဖွဲ့စည်းရဲ့သုံးမှာပဲဟို क्वे ပြားမှုတွေကဟိုဒေါ်လာရေးကိုအရန်ကိုအယူပြီးပေါ့နော်အယူတစ်ခုရောက်ဖို့အတွက်ကိုဟိုအခက်အခဲဖြစ်စေတာဟိုတွေ့ရပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့လက်ရှိမှာလည်းဒါအမျိုးသားညီညွတ်ရေးအန်ယူဂျီကနေပြီးတော့မှပြုပြင်ပြောင်းလဲမယ်လို့ကြွေးကြော်နေတဲ့အပေါ်မှာစေဦးစီးချုပ်အနေနဲ့လက်တွေ့မှာဘလို့အပြောင်းလဲတွေဖြစ်လာဖို့ကိုမျှော်လင့်ထားတာမျိုးရှိလဲရှင်အန်ယူဂျီအနေနဲ့ဒီလိုမျိုးပေါ့နော်အာပြုပြင်ပြောင်းလဲရေးကို လိုမျိုးပြောလာတဲ့ပုံမှာတော့ဟိုကျိုးဆိုးပါတယ်ဆိုတော့ဟိုကျွန်တော်တို့အတိအကမျှော်လင့်တာကတော့ NUG ရဲ့ပြုပြင်ပြောင်းလဲမှုကနေခုနကဟိုကျွန်တော်ဟိုပြောခဲ့တယ်လို့ပေါ့နော်ဒီဒေတာတုံးကတော့အရေးအဖွဲ့ရှိအားလုံးကစူးစီးလာပြောမှာရှိကိုဟိုအချိန်ဟိုမြင့်မြင့်နဲ့တော်လိုင်းရေးကိုအရေးတခုပေါ့နော်ဆုံးပြောက်လာစေလိမ့်မယ်ဟိုကောင်းသောပြောင်းလဲမှုတွေနဲ့အကောင်းဆုံးနဲ့ဒီဟိုအမြန်ဆုံးတော်လိုင်းရေးကိုဖြစ်စေလာလိမ့်မယ်လို့အနေနဲ့တော့လိမ့်ပါတယ်ကျမတို့ပြောရမယ်ဆိုလို့ရှိရင်ချင်းတော်လိုင်းရေးအင်အားစုတွေကြမှာအဲဒါဟိုသဘောထားကွဲလွဲမှုလေးတွေရှိခဲ့တာအ ဒါပြည်သူတွေကြားမှာလည်းတော်လေးရက်ခတ်မှုဖြစ်ခဲ့တယ်ဆိုတော့စိုးရိမ်မှုတွေလည်းချင်းပြည်သူတွေအနေနဲ့ဒီအပေါ်မှာအင်မတန်မှစိုးရိမ်မှုတွေလည်းမြင့်တက်ခဲ့တယ်ပေါ့နော်ဆိုတော့အာဒါဟိုဒီလိုမျိုးသဘောထားကွဲလွဲမှုတွေကမြေပြင်မှာထက် online ပေါ်မှာပို့ပြီးတော့မြင့်တက်နေတယ်ဆိုပြီးတော့ဝေဖန်သုံးသက်တဲ့သူတွေကလည်းရှိနေတဲ့အပေါ်မှာစေဥစည်းချုပ်နေနဲ့ရောမြေပြင်မှာနဲ့ဒါ online ပေါ်မှာဟိုဘလို့တွေဟိုအချင်းနေကွာဟချက်တွေရှိလဲဆိုတာလေလေရှင်းပြပေးပါပြီးတော့မှမိဘပြည်သူတွေအနေနဲ့ဒီအပေါ်မှာအမှန်တကယ်စိုး ရင်မှုအင်မတန်ကြီးထွားစရာလိုလားဆိုတဲ့ဟာမျိုးပေါ့နော်ဒီကိစ္စတွေကိုကောင်းဆောင်နေအနေနဲ့ဘယ်လိုတွေဖြည့်ရှင်းဆောင်ရွက်နေလဲဆိုတာလေးလည်းတပါးရေပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီဟွာပေါ့နော်ဟိုကျွန်တော်တို့မှာဒေတာတွန်းပေါ့နော်ဒေတာတွန်းမှာ online ဟို social media နဲ့ပတ်သက်ပြီးမှဆိုလို့ရှိရင်လည်းစီကန်အရန်အမဲ့တယ်ပေါ့နော်စီကန်မဲ့တုံးဆွဲတာတွေတွေ့ရတယ်ဒီလိုမျိုးတွေရယ်ပြီးတော့နောက်တစ်ခုကအာဘာလဲဆိုလို့ရှိရင်ဒေတာတွန်းမှာပေါ့နော်တရင်းမားတွေကိုအယူရချက်ရှိရှိနဲ့တင်တကာဖြန့် ဝင်နေတဲ့လူတွေရှိနေတယ်ပေါ့နော်ဟိုဒီဟာတွေကပဲအစီတဲ့အကြောင်းတွေဖြစ်ပါတယ်နောက်အတိအကချက်ကတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတကာရောက်ကျွန်တော်တို့ရဲ့ထောက်ပို့ပေါ့နော်ထောက်ပို့တွေရဲ့လွှမ်းမိုးမှု ဟိုကြီးမားတာကလည်းဟိုတော်တော်လေးကိုကြီးလေးတဲ့ပြဿနာဖြစ်တယ်လို့ယူဆပါတယ်ဟိုကျွန်တော်တို့ကဟိုထောက်ပို့တွေရဲ့စကားကိုနားထောင်ရတဲ့အနေအထားမျိုးတွေပေါ့နော်ချင်းနဲ့တိုင်းဝိုင်းအများဆောင်ကိုအလွတ်မုတ်ခနေရတယ်လို့ဟိုမြင်ရတယ်ပေါ့နော်ဒီကိစ္စကလည်းတော်တော်လေးကိုဟိုကြီးတဲ့ပြဿနာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ကတော့ယူဆပါတယ်ဆိုတော့ ဒီ data သွင်းမှာဟိုတရင်မှဖြန့်ဝေမှုဒီပြီးတော့မှ data သွင်းကစက္ကမရဲ့ internet ဒီပြီးတော့မှ phone line ဒီပိတ်ပင်မှုပေါ့နော်ပိတ်ပင်မှုကနေ the center ကိုအခွင့်ကောင်းယူပြီးတော့မှဟိုတရင်အချက်လက်စီးဆင်းမှုအရာအားနည်းတဲ့ data တွေမှာဆိုလို့ရှိရင်ဘူးလို့တောင်မှဟိုကျွန်တော်တို့ cyber ဖြန့်ပြီးတော့မှဟိုပုံရိပ်ဖြစ်ဖို့အတွက်စူးစမ်းနေတဲ့အရာတွေကဒါတွေကပဲပို့ပြီးတော့မှဟိုပြဿနာကြီးထွားစေတဲ့အရာတွေဖြစ်ပါတယ်ပြည်သူလူထုတွေအနေနဲ့ပေါ့နော်အရန်ကြီးဒီကိစ္စကစိုးရိမ်စရာမရှိဘူးပေါ့နော်စိုးရိမ်စရာမရှိဘူးလို့မြင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင် ကိုယ်တိုင်ကဒီကိစ္စကို တကယ်အဖြစ်မှဟုတ်ရဲ့လားဆိုတဲ့ဟာကို လေ့လာပြီးတော့မှအဝေဖန်ပိုင်းခြားပြီးသုံးသပ်ဖို့လိုတယ်လို့မြင်ပါတယ်အာဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့အတိကဟိုပြောချင်တာကတော့ဒီအဖွဲ့အစည်းရဲ့ချင်းချင်းကြားထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အပြန်လှန်ယုံကြည်အမှုနဲ့အပြန်လှန်လေးစားမှုနဲ့အပြန်လှန်တိမှပြုမှုကအရာရေးကြီးမယ်လို့မြင်ပါတယ်ဆိုတော့အဖွဲ့စည်းတစ်ခုနဲ့တစ်ခုကြားထဲမှာဟိုအပြန်လှန်လေးစားမှုမရှိဘူးအပြန်လှန်ယုံကြည်မှုမရှိဘူးအဲအဲ့လိုပဲ ဟိုအပြလှန်အတိမတ်ပြုတ်မှုမရှိဘူးပေါ့နော်အပြလှန်လေးစားမှုမရှိတဲ့အပြင်ကိုမှအပြလှန်အတိမတ်ပြုတ်မှုမရှိတဲ့အခါမှာဆိုလို့ရှိရင်အာမလိုလားတဲ့ဟာတွေပုံပြီးတော့မှဖြစ်စေတယ်လို့မြင်ပါတယ်ဆိုတော့ဟိုကျွန်တော်တို့ချင်းမှာဆိုလို့ရှိရင်အခွဲစည်းတွေကလည်းပုံများတာတွေ့ရတယ်ပုံပြီးတော့မှလည်းဟိုတော်လှန်ရေးကလည်းအရွေးတစ်ခုကိုရောက်နိုင်မယ့်အနေဒါရှိရတဲ့နဲ့မရောက်နိုင်သေးဘူးပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်တို့ချင်းညီနောင်အနေနဲ့အရွေးတစ်ခုကိုအတတ်နိုင်ဆုံး ဟိုကျွန်တော်တို့အပြတ်လိုက်ယုံကြည်လေးစားမှုနဲ့ဟိုတံပိုးထားမှုအတိမတ်ပြုတ်မှုနဲ့ကျွန်တော်တို့ကအရွေးတစ်ခုကိုပေါ်ဆောင်နိုင်ကြတယ်အဲအဲ့လိုမျိုးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အဖွဲ့စည်းတည်ချင်းဒေတာတို့မှရှိတဲ့ချင်းပြေတို့မှရှိတဲ့အဖွဲ့စည်းရဲ့တည်တည်အဖွဲ့စည်းကြီးချင်းသေးချင်းဆိုတာတဲ့ကျွန်တော်တို့အပြန်လှန်လေးစားအတိမတ်ပြုတ်မှုအရေးကြီးတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဆိုတော့ကျွန်တော်တို့အားလုံးဟာရန်သူနဲ့တိုက်ပွဲဝင်တဲ့အခါမှာအသက်အပူမပါတဲ့လူတွေအသက်ကိုဟိုပေးပြီးတော့မှတိုက်ပွဲဝင်တဲ့လူတွေဖြစ်တဲ့အခါမှာအပြန်လှန် ာလေးစားအတိမှပြုတ်ဖို့အတွက်ဆိုလို့ရှိရမှာเนาะအာအလုံးဟာထိုက်တန်ကြတယ်လို့ကျွန်တော်အနေနဲ့ကတော့ယူဆပါတယ်ဆိုတော့ဟိုကျွန်တော်တို့အဖွဲ့အစည်းအာကြီးချင်းသေးချင်းဆိုတာထက်ပြန်လှန်လေးစားအတိမှပြုတ်ပြီးတော့မှသူ့ရဲ့လှုပ်ဆောင်မှုကိုအတိမှပြုတ်ပေးတာကပို့ပြီးတော့မှကျွန်တော်တို့ရဲ့စီးလုံးမှုကိုအာပေါ်ဆောင်နိုင် လိမ့်မယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်ပါတယ်ဆိုတော့အဲ့ဒါနဲ့တစ်ဆက်တစ်ဆက်သေးပဲပေါ့နော်ကျွန်တော်တို့ဒေတာဒီ complete မှာဆိုလို့ရှိရင်လက်ရှိမှာပေါ့နော်ကျွန်တော်တို့ဂျုံနေရတဲ့ပြဿနာမှာဆိုလို့ရှိရင်လည်း ဟိုဒီလိုမျိုးကပြန်လှန်လေးစားအတိမတ်ပြုမှုအားနည်းတဲ့အကြောင်းအရာတွေကပဲဟိုမလိုလားတဲ့ဟိုပြဿနာတွေအထီးပါပေါ့နော်ဆိုတော့ဟိုအွန်လိုင်းပေါ်မှာတော့ဟိုလေးတကြောတရင်အမှားတွေပေါ့နော်ဟိုလေးတကြောဖြစ်နေပေမဲ့တကယ်တမ်းဟိုဒေတာတွန်းမှာတော့ဟိုတော်တော်လေးကိုအဆင်ပြေပြီးတော့မှဟိုဒီနေ့တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်နေတယ်ပေါ့နော်ပြန်ဖြစ်တဲ့အနေအထားအထိကျွန်တော်တို့ကတော့ကာကွယ်ရေးပိုင်းဆိုင်ရာအုပ်ချုပ်ရေးပိုင်းဆိုင်ရာကအစအကုန်လုံးပြန်ပြီးတော့မှဟိုဒီဆောက်နိုင်တဲ့အခြေအနေမျိုးမှာရှိနေတယ်ဟိုဆိုတော့ဟိုဒါကိုလည်းဟိုအထီးကပြောချင်တာကဟိုကျွန်တော်တို့ ဟိုဒီလိုမျိုးဒေတာတို့မှာပြဿနာဖြစ်လာရတဲ့အဓိကအကြောင်းရင်းကလည်းကျွန်တော်တို့အဖွဲ့စည်းအတွင်းတိုင်းမှာဟိုအဖွဲ့စည်းအကြီးနိုင်ငံချင်းပုံစံမျိုးနဲ့အတိမတ်မပြုမှုကနေစတာဖြစ်တယ်ဆိုတော့အဖွဲ့စည်းကြီးတဲ့လူကလည်းဟိုအကြီးကြီးမားတဲ့အဖွဲ့စည်းလို့ယူဆတယ်ဆိုလို့ရှိရင်ဟိုတင်းငယ်တဲ့အဖွဲ့စည်းကိုလည်းကျွန်တော်တို့ကမပြစ်ထားဘဲနဲ့ကျွန်တော်တို့လေးစားအတိမတ်ပြုမှုနဲ့လက် တွဲခေါ်ဖို့လိုတယ်ဆိုတဲ့ဟာလေးပေါ့နော်ဒီလိုမျိုးလက်တွဲခေါ်တယ်ဆိုလို့ရှိရင်ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးဟာစီစီလုံးလုံးနဲ့တွားနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့ကလက်တွဲမှာလေးစားအတိမှပြုတ်မှုလည်းမရှိဘဲနဲ့ကျွန်တော်တို့စီလုံးမှုကိုအော်ဆောင်ခြင်းနဲ့အော်ဥဆောင်မှုကိုမချင်းကပ်ဘူးဆိုလို့ရှိရင်တော့စီလုံးမှုရလာမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဟိုစီလုံးမှုကို ဟိုရရှိစေနိုင်မဲ့စီလုံးမှုကိုဆောင်ကျဉ်နိုင်မဲ့ဥဆောင်မှုမျိုးကိုတော့ဒါကိုပဲအဓိကပြည်သူတွေကလည်းဟိုလိုလားတောင်းတနေတယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ပေါ့နော်ဆိုတော့မှန်တကယ်ကျွန်တော်တို့ချင်းပြေသွန်းမှာဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ပြည်သူတွေနေနဲ့အများကြီးစိုးရိမ်စရာမရှိဘဲနဲ့ကျွန်တော်တို့အပြည်သူတွေကအထက်ကကူညီပေးပြီးတော့မှအချင်းချင်းကြားထဲမှာလေးစားအတိမပြုမှုကိုဟိုပေါ်ဆောင်ပေးနိုင်ဖို့အတွက်ကိုပြည်သူတွေရဲ့အတန်ကဥဆောင်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်တာဖြစ်တဲ့အတွက်ကြောင့်အချင်းချင်းကြားထဲက လေးစားအတိမပြုမှုရှိလာဖို့အတွက်ကိုပြည်သူတွေကဒါကိုစွန့်ဆောင်ပေးရင်တော့ကျွန်တော်တို့ဟိုချင်းပြည်ရဲ့တော်လှန်ရေးရွေးဟာဟိုအာပို့ပြီးတော့မှတိထက်ပုံများဆန်လိမ့်မယ်လို့ယူဆပါတယ်ပြဟုတ်ကဲ့ပါအခုလိုဖြေကြားပေးတဲ့အတွက်အာစစ်ချုပ်ကိုများကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်